ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ Final မတိုင်ခင်မှာအသင်းတွက်တည်င်းကောင်းလို့ကျွန်တော်ပြောရမှာပေါ့နော်။အသင်းရဲ့နီးစဲသူတွေရဲ့ထံကတည်ရတဲ့အချက်ဒီမှာ Lenny Yuru နဲ့ Diego Dalot တို့ကအသင်းရဲ့ Europa League Final ကိုဝင်ရောက်ကစားနိုင်ဖို့အတွက်အဆင်သင့်ရှိနေတယ်ဆိုပြီးတော့ကျွန်တော်တည်ရတယ်။ဒါအပြင်ဒီကစားမားနှစ်ယောက်ကိုလည်းအသင်းရဲ့ဒီ Final လူစရင်းထဲမှာထည့်သွင်းဖို့အတွက်ကနီးပြားဖြစ်သူ Amorim နဲ့ အသင်းရဲ့ကြံ့ခိုင်နီးပြားရိပုံမှာပဲမူတည်တော့တယ်ပေါ့ဒီလစ်ကတော့ပါဝင်ကစားနိုင်မှုတွေလက်ရှိမှာအာသွန်ခွန်ဆိုင်ကျူးပန်းနေပြီမဲ့ကစားမားနဲ့ပတ်သက်တဲ့သတင်းကိုတော့လုံးဝအသေးစိတ်သိရခြင်းတော့မရှိသေးဘူးပေါ့နော်ဒီလက်ရှိအခြေအနေအရဆိုလို့ရှိရင်တော့ယူရိုပါလိဖိုင်နယ်ကိုဒီလစ်ဝင်ကစားနိုင်မှုကမတည်ကြဘူးဆိုပြီးတော့ report တွေရကျွန်တော်သိထားရတယ်ဆိုတော့ဘယ်လိုပြောမလဲအတင်းရဲ့ဆန်တဲ့ဘက်ကအများကြီးရေးကြည့်ပါတယ်အတင်းမှာဆိုလို့ရှိရင်လက်ရှိတကယ်အားကိုးရတဲ့ဆန်တဲ့ဘက်ဆိုလို့လောလောဆယ် ဟယ်ရီမဂွိုင်းယားတယောက်ပဲကျွန်တော်ရှိတယ်။မဂွိုင်းယားရှိမယ်။အဲလင်ဒီလော့ဖ်ရှိမယ်။လုခ်ရှောရှိမယ်။မာစတာဝေရှိမယ်။ဒါပဲ။လန်နီယူရူကချယ်ဆီနဲ့ပွဲမှာမပါနိုင်သေးဘူးဆိုတော့ဒီလိုမျိုးဘာလို့ဒီဖိုင်နယ်ကြီးမှာဖြည့်ပွဲတွေမကစားထားပဲနဲ့ချက်ချင်းလက်ငင်းကြီးညပြပြည်သူတို့ပင်အမိုရင်ကပွဲထွက်လူစင်းနဲ့မှကျွန်တော်ထည့်လာပါမလား။ကျွန်တော်မသိကြဘူး။ဒါအပြင်ဒီလိကလည်းအခုချိန်ဒီဘာမှန်ဂါဂါနနာမသိရသေးဘူးဆိုတော့တေးကြတယ် ဒီလေးကိုကျွန်တော်တို့ယူရိုပါလိဖိုင်နယ်မှာမြင်ရဖို့အချိန်ကြီးကတအားကိုနေလွန်းသွားပြီဒါပေမဲ့ဒီကိုဒါလုံးနဲ့လန်နီယူရိုကိုအတိုင်းအတာတစ်ခုနီမျှော်လင့်လို့ရတယ်ဆိုတာကအသင်းအတွက်သတင်းကောင်းလို့ပဲကျွန်တော်ပြောရမယ်သူတပြင်းတော့ဒါလောတို့ဘာလို့ကတော့ဗျာဘယ်လိုပြောမလဲဟိုဂျားထဲမှာပို့ပြီးတော့ Rick Jiwa ကြမှာဆိုလို့ပဲတမင်မသုံးသလားပေါ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တကယ်ပဲသုံးလို့အဆင်မပြေသေးလို့ပဲကျွန်တော်တို့ဒါဒီခြံခဲ့သလားကျွန်တော်ကြည့်ရမယ်ဒါလောကပုံမှန်အဖင်းဆိုလို့ရှိရင် အင်ဂျူရီပြဿနာတွေဘာတွေကအဲ့လောက်ကြီးကြီးရတတ်တဲ့ပလီယာမဟုတ်ဘူးဒါပေမဲ့ပွဲဆက်တွေအများတော့ကစားထားတဲ့ပွဲဆက်တွေများပြီးတော့အခုလက်ရှိအင်ဂျူရီရသွားတဲ့ခါကျမှပဲကြီးကြီးမားမားပဲဖြစ်သွားသလားလဲကျွန်တော်တို့ကမသိရဘူးတေချာဘောက်ကတော့ဒီကိုဓာလောကဒီနေ့ဒီ sorry ဘာလဲနောက်နေ့မှကစားမယ်အသင်းရဲ့ပေါ့နော်ကျူပါလေးဖိုင်နယ်အသင်းရဲ့လူစင်းတွေကိုတိုင်းတာတစ်ခုထိပါလာမယ်ဆိုတာကတော်တော်ကိုအချိန်ကြီးကကျွန်တော်ကောင်းနေပြီ ဘာလို့လဲဆိုတော့ကျွန်တော်တို့က master wheel ရှိမယ် win bucks အနေနဲ့တုံးလို့ရတာပေါ့နော်အဲပြီးလို့ရှိရင် armadia လို့ကျွန်တော်တို့ရှိမယ် euro sorry ဗာလေဟဲ့ patrick dugu ကျွန်တော်တို့ရှိမယ်ဒါပဲဗျာဒီတဲကမှ armadia လို့ကိုပြည့်တဲ့အများစုကလည်း nero number 10မှာကစားစီခြင်းကြတာဟိုတိုင်းပဲလို့ပေါ့နော်သူကတော့ win back ပဲဖြစ်ဖြစ်ပဲပဲပြည့်တနာတော့မရှိပါဘူးဆိုတော့ဒီကိုဒါလောက်ကိုကျွန်တော် final မှာလူစင်းနဲ့မှာတွေ့ရဖို့တော့ရှိတယ်ဆိုတာကအများကြီးသတင်းကောင်းပါတခုတော့ရှိတာပေါ့လေအဲပွဲထွက်လူစင်းနဲ့မှာပါလာဖို့တော့ကျွန်တော်မထင်ဘူး ွဲထွက်လူစင်းမှာပါလာဖို့ဆိုလို့ရင်အဲ့ဒီမတိုင်ခင်မှာကောင်းကောင်းကစားနိုင်နေဖို့ကျွန်တော်လိုတယ်ဗျ။အဲ့မဲ့အခုလည်းရှိကြီးဓာတ်လို့ကစားတာမတွေ့ရသေးဘူးဆိုတော့လူအပ်မေကကစားမကတာ ready ဖြစ်တယ်ဆိုရင် လူစင်းနဲ့တော့ပါလာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီကစားဖို့တော့အချိန်ကြီးနေတယ်လို့ကျွန်တော်ထင်နေပေါ့နော်အဲယူရူကတော့အမျော်လင့်ဆုံးပဲမှန်တမ်းပြောရင်ယူရူကတော့အမျော်လင့်ဆုံးပဲယူရူကဒီ Chelsea တို့ဘာလို့လဲပွဲမှာမပါခဲ့ဘူးဆိုပေမဲ့လို့ဒီပွဲမှာပါဖို့အတွက်တင်းနေကအများကြီးထွက်ထားတာ Europa League Final မှာပါဖို့အတွက်က ပါနိုင်မယ်ဆိုပြီးတော့သတင်းတွေအများကြီးထွက်လာတာဗောနော်အဲဆောင်းတော့ကျွန်တော်ကြည့်ရမယ်ဒါပေမဲ့လို့တည်ကြတာတခုကတော့လင်နီယူရိုပါလာလို့ရှိရင်အသင်းရဲ့ defense ကအများကြီးအချင်းကြီးကောင်းသွားမှာယူရိုဒီအမြင်ပေါ်ကောင်းကောင်းပိုင်နိုင်တဲ့နေရာမှာကျွန်တော်ပါတယ်ဒါအပြင် pace မြန်နေဗျာတည်မြန်နေဆိုတဲ့အခါကျတော့ Harry Maguire ရဲ့ Arsenal ချက်ကိုသူကကောင်းကောင်းဖြည့်နိုင်တယ် Maguire ကအမြင်ပေါ်ကောင်းတယ်ဘောပလင်း ability ကောင်းတယ်ဆိုပေမဲ့လို့သူနှီးတယ်ဗောနော်နှီးတယ်ဆိုတော့ recovery အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီ Lenny Yururu ဘာလို့ကအခြေအနေအကောင်းဆုံးပဲ slide tackle တွေ defense တွေဘာမှန်းတိတ်ပြီးတော့ပြောစရာမလိုသလိုအားနည်းချက်ကလည်းအများကြီးမရှိဘူးဗျာဒါကြောင့်မနော် Lenny Yururu ဒီကျွန်တော်ရဲ့ခံစစ်မှာ final မှာကစားနိုင်မှုလိုပါတယ်ဆောက်အခုချိန်ကြီးတော့ရာနှုန်းပြီးတော့ဘာမှန်းတော့ပြောကြတာမရှိသေးဘူးဆိုပေမဲ့ Yururu ဟာပါကစားနိုင်မှုတော့တော်တော်ကြီးအခြေအနေကောင်းတယ်တကယ်ပါဗျာကျွန်တော်တို့လက်ရှိအဲဒီ Yururu ဘာလို့ကိုဖယ်လိုက်မယ်ဆိုရင်အတင်းရဲ့ခံစစ်ကတော်တော်ကိုပြဿနာကြီးတယ် လင်နီလော့ဖ်ကိုလည်းကျွန်တော်တို့ကဆန်တာဘက်မှာတုံးလို့မရဘူး။လင်နီလော့ကဘောပလင်း ability အဲ့လောက်ထိညံ့နေတယ်မှာတော့မပါဘူး။ဒါပေမဲ့လို့ပေါ့နော်။တိတ်ပြီးတော့ဗျာဘယ်လိုပြောမလဲ။စိတ်မချရဘူးပေါ့နော်။စိတ်မချရဘူး။ဟိုတအားကိုအားနေတယ်ပေါ့။အမြင်ဘောတွေပါတယ်တော်တော်တိုင်ပတ်တာ။ခန်းစစ်မှလည်းကိုဒီ United မှာကစားရမယ့် quality ကိုမရှိနေဘူးပေါ့နော်။ ဟယ်ရီမကွိုင်းယားကအဆင်ပြေဆုံးအကောင်းဆုံးပဲလက်ရှိမှာခေါင်းကြီးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဘာမှတော့မပြောစရာမလိုတော့ဘူးပေါ့နော်အဲ့ဒီဟိုဘက်ကလူရှောဆိုလို့ရှိရင်လည်းဒီတိုင်းပဲမိနစ်60အပြည့်မကစားနိုင်တာနဲ့เนาะပြီးလို့ရှိရင်ခန်းစစ်မှာအမြင်ပေါ်ပြီးအားနေတာနဲ့ဟိုတခါတလေမှာဆိုလို့ရှိရင်ဟိုလူကကြောင်တောင်ပြလူရှောတို့ကပုံသေးအားကိုးလို့မရဘူးပေါ့เนาะအဲတပွဲလုံးနှီးပါဆိုသလိုစိတ်ချလက်ချဖြစ်တဲ့နေထိုင်မှုမှာကျွန်တော်ရှိမနေဘူးအဲ့ဒါကဒါကိုပြောချင်တာဒါကြောင့်ကျွန်တော်ကတော့ဒီလူရှောတို့ဘာတို့ လင်နီလော့ဖ်တို့ဘာလို့ရှိနေတဲ့အချိန်မျိုးမှာကောင်းကြီးတယောက်တော့ပဲအားကိုးနေရတဲ့ခန်းချင်မှာယူရိုပါလာနိုင်နေဆိုလို့ရှိရင်ကိုပဲအတင်းတွက်အများကြီးအချိန်ကြီးကောင်းနေလို့ကျွန်တော်ပြောရမယ်။ဒါကြောင့်စောင့်ကြည့်ရမယ်ဆိုတော့ယူရိုနဲ့ဒီကိုဒါလော့တို့ကိုယူရိုပါလိဖိုင်နယ်လူစင်းထဲမှာတွေ့ရနိုင်စွမ်းရှိပြီးတော့လက်ရှိဒီလေးကတော့တော်တော်လေးကိုမပါနိုင်ဖို့အချိန်ကြီးများနေတယ်လို့သိရတယ်။ညီကတို့အနေနဲ့ရောဘက်ဆာမားတွေကိုလက်ရှိ injury ပြဿနာကြုံနေရတဲ့နေရာကနေပြီးတော့ဖိုင်နယ်မှာမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်ကြတယ်။အတင်းရဲ့ခံစစ်မှာ မကွိုင်းယားလူကျော်နဲ့မာစတာဗီတို့ရဲ့ခံစစ်ဆိုရင် လုံလောက်တယ်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါဦးကျေးဇူးအားပေးတဲ့ညီကများလုံးကိုကျေးဇူးများကြီးတင်ပါတယ်